အမိကျော်ပါခင်ဗျာတာသနာထုံးကပြောင်းရဦးစီးမှုပါခင်ဗျာကျွန်တော်ဆန်နိုင်40ဆန်နိုင်55အတိပဲကျွန်တော်အဲ့မှာတရားသာလေးနဲ့နားထောင်နေမယ်အဲ့မှာဖုန်းတော့တော်တော်အချိန်ကြီးလှုပ်တော့ခါထွက်တယ်ကျွန်တော်စတိုမှာဆိုတော့စတိုကအကုန်လုံးပြူကျသွားလမ်းတစ်ခုမှအကုန်လုံးအဲ့ over တန်းနဲ့လမ်းလမ်းနေမှာပြက်နေတော့အများကြီးပဲလမ်းနေတော်တော်ပြီးပြက်ပြက်သွားတယ်အဲ့လိုဖြစ်တော့အိမ်ရောက်တဲ့အချိန်ကျအိမ်ရောက်တဲ့တော့အော်မတော်တော်ကြောက်ဖို့ကောင်းတော့အပေါ်မှာဝန်ရတာရက်လေကျိုး အပေါ်မှာအထက်ထဲဝင်လို့မရအောင်ကျွန်တော်တပတ်အင်ရမ်းပြီကျွန်တော်ပတ်ပြဝင်ရဆွန့်သွားဝင်ရတော့တန်းထိုးပြီးဝင်ပြီးတော့အထက်ထဲဝင်လို့ရတကားဒီမှာပစ္စည်းတွေပိုင်ကအကုန်လုံးကပေါ့တယ်ပေါ့တာကျနေတာအခုလည်းဘလုံးမမြတော့အခုလည်းအများကြီးကျွန်တော်မယူနိုင်တော့ဘူးဘာလို့ရေတွေရောပါအကုန်ပေါက်နေတာအခုဘလုံးဘလုံးရေတွေရောက်သွားမှဒီအဲ့လိုဖြစ်သွားအခုလည်းလည်းဒီလိုဒီလိုအောက်မှာကျွန်တော်အောက်ထင်းအိမ်နေရအောက်ထပ်အိမ်နေရဟိုမှာ ဆောင်းတော်တော်တော့နာပြီးအလူရှင်နေနဲ့လာပေးပါကြပေးပါတယ်ကျွန်တော်တို့လည်းကိုယ်ပိုင်ကိုချက်သားပါလीအပြည့်အမှန်နေပေါ့အဲ့အဲ့ဒါပဲဒါပါပဲရေရတယ်လာပို့ပါတယ်ရေရလည်းလာပို့တယ်နာမည်ကစပယ်လိုက်ပါရှင်သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပါရှင်ငွေလင်းလောက်တော့ညီမတို့ကဖုန်းကြီးဟိုစာမွေးစာဖြေဌာနမှာညီမရောက်နေပါတယ်ရှင်မိသားစုနဲ့အဖိုးအဖွားဟိုအဖေမေတွေအသက်ကြီးရွယ်တွေကအိမ်မှာပါရှိမှာရှင်ရုံးကပြန်လာတော့ညီမကတော့မင်္ဂလာပြုပါလွတ်လာပြီးတော့ဟိုခက်ခဲတွေကြားတဲ့လွတ်လာပြီးအိမ်ကိုဆိုင်ကနေပြန်လာတဲ့ဒီမှာတာသမီတွေနဲ့ဟိုမိဘတွေတော့အောက်ရောက်နေလို့တော်သေးပါရှင်အိမ် င်မှာကိုကွယ်အဖိုးဖွားနဲ့ညီမတယောက်ရှိနေတယ်လို့လေချစ်ခိုက်တန်ရတော့မရှိပါဘူးရှင်လက်ရှိနေနေရတော့တိုက်ရဲဘေးမှာပေါ့နော်အဲ့လိုလေဟိုရွက်ဖြစ်နေလေးတွေထိုးပြီးနေနေပါတယ်ရှင်စားတာတောက်တာတော့ဒီပေါ့အလူအတန်းနေလာလောက်တာတွေပါတယ်နဲ့အဲ့လိုရေးဝေးတာတွေပါတယ်တော့အလူတန်းနေတော့ပေါ်ပါတယ်ရှင်ဒီမှာအဲ့လိုလာလောက်ပြီးတော့အဲ့လိုဟာဖြစ်ပါတယ်ရှင်တောင်းရှိရတော့လူကြီးတွေကတော့စီစဉ်မိမယ်လို့ပြောပါတယ်အဟိုအတိအကျတော့မသိရသေးပါဘူးမိသားစုစိတ်ပူပြီးပြန်လာတဲ့အချိန်မှာတော့မိသားစုတွေကိုတစ်ပင်အောင်မှာကောင်းကောင်းမွန်မွန်တွေ့ရတဲ့အတွက်တော့စိတ်အေးတာပေါ့နော်လောလောဆယ်ဒီမှာအခက်အခဲဖြစ်တာလည်းလို့ကျွန်တော်ကတော့အဆင်ပြေပါတယ် ဟိုသူများရဲ့နေဆိုင်တို့ပေါ့နော်ကိုရေအခက်ခဲတွေတော့အရင်ကတော့မရှိတော့ပါဘူးဟိုအထုတက်တယ်တော့မရှိပါဘူးဒီမှာအလှူတန်းနေရလဲနေပြီးတော့မှပေါ်ပါရပေါ့နော်သူထံကလာပေးတဲ့အတွက်ဟိုလိုလောလောဆယ်တော့နေစရာပဲဟိုဟာဖြစ်တာပေါ့နော်ကျန်တာကတော့စားရတဲ့တောက်ရတော့မခက်ခဲပါဘူးတော့